ဒီဘလောလေးမှာပြောကြားသွားမယ့်အကြောင်းအရာများသည်မူလပန္တာတပဝရဏတုဝိမန္တကတုနဲ့ပါရဇိကအထာကရာတို့မှာပါရှိသောအကျင့်တိလပြည့်ပြားနေတဲ့အလစ်စီပုဂ္ဂိုလ်တွေကိုဝေဘန်ရှုံချနှိမ်နှင်းသွားမှာဖြစ်တဲ့အတွက်တကယ်၍ကြမ်းကူးမပါဘဲဗယံဗရာပြောပြီးသာသနာညှိုးနှောအောင်လုပ်တယ်လို့များထင်မြင်ယူဆချက်ရှိခဲ့ရင်ဆရာတော်တန်ဃာတော်ရှင်သူမြတ်များအနေနဲ့ဖြစ်စီ လူဝတ်ကြောင်ပုဂ္ဂိုလ်များအနေနဲ့ပဲဖြစ်စီ ခိုင်လုံတဲ့တက်တည်တက်ကာယများနဲ့အတူ အချိန်မရွေးတရားဆွဲဆိုနိုင်အောင်လို့ဒီလူဒီမျက်နှာဒီအတန်ဒီရုပ်နဲ့အားလစ်စီနှိမ်နင်းရင်းဗီဒီယိုဘလော့တွေကိုရိုက်ကူးတင်ဆက်မျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျာရင်တွေးသည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်ဒယ်ရီဆရာတော်ဖရာကြီးရဲ့ဓမ္မဒီပနီကြားမှာဆိုရင် ယခုအခါသာသနာတော်၌ဝိနည်းတိုင်လူများပေါ်များ၍ဝိနည်းတရားနှင့်မညီသောယဟန်တို့အားပူဇိုးပက်ဆက်ပြောရဆိုရချင်းသည်သာသနာတော်ကောင်းဖို့တည်းဟုဆုံးမတော်မူခဲ့ပါအဲ့ဒါကတော့သာသနာတော်တန်ရှင်းရေးအတွက်ဗုဒ္ဓခွင့်ပြုတော်မူတဲ့အတိုင်းအာလိစီတို့အားဝေဖန်ရှုံချနှိမ်နှင်းသောအလုတ်လုတ်တဲ့ပုဂ္ဂိုလ်များ၏အပေါ်မှာယဟန်ပညာရှိလူပညာရှိများ၏အမြင်ပဲဖြစ်ပါဒီဗီဒီယိုမှာဆိုရင်လူတယောက်ကနေပြီး ခုံကြီးသရောင်းစားလို့ဝင်ပြီးတော့ရေးသွားတဲ့ကွန်းမန့်ကို19ရှော့ရိုက်ပြီးတော့မဟုတ်ရပါဘူးတခါတကမတို့ရဲ့ကလေးတွေအတွက်အလှငွေလိုအပ်နေလို့ပါကွယ်မလှနိုင်ရင်တော့ရှယ်ပေးပြီးကူညီလို့ရပါတယ်ဆိုတဲ့ကပရှင်စာကို အရှက်မရှိရေးပြီးဆက်ပြီးအလှခန်းနေပါသေးတယ်ဒီလိုအရှက်မရှိတဲ့အလစ်စီတွေဖျားရှင်တက်တော်ထင်ရှားရှိစဉ်တော့ကများရှိကြရင်ကိတာဂေရိအရက်ကပုံကိုယ်တွေနဲ့အတူတူ ဒုံနဲ့ရိုက်ပုတ်ပြီးသာသနာတော်အတွင်းကနေခွေးမောင်းွက်မောင်းမောင်းချခံမှပေးကြပါတယ်။ဒါကြောင့်လေဘုရားရှင်ကအဲ့ဒီလိုအလစ်စီသာသနာပြည့်ပုဂ္ဂိုလ်ကြီးရံကနေကာကွယ်ဖို့အတွက်ဓမ္မသင်္ကနီတီကာမှာဆိုရင်လေယဟန်တွေအနေနဲ့ကလေးမထင်ရဘူးမပွေချီရဘူးလို့ဒီလိုအလစ်စီတွေရဲ့ရံကနေကာကွယ်ပြီးတော့ကြိုတင်ပြီးပညာချက်ထုတ်ခဲ့တာဖြစ်ပါလိမ့်မယ်။အရှက်မရှိကလေးပွေချီုံနဲ့မကဘူးထိမ့်ပြီးနေုံနဲ့မကဘူး မိမမဲ့ဒေဟာဆိုရာကြီးဖွင့်ပြီးတော့ကလေးတွေကိုမွေးထားတယ်။ပေါ်တင်လှုပ်ရှားနေကြပြီ။ဒါတော့သာသနာတော်ကြီးနဲ့ပတ်သက်ပြီးလှုပ်ပိုင်ခွင့်ရှိကြသော ပုဂ္ဂိုလ်များအနေနဲ့လည်းသာသနာတော်တန်ရှင်းရေးကိုတကယ်တကယ်လှုပ်ကြပြီးဆိုရင်ခုလိုမိမမဲ့ဒေဟာတွေဖွင့်ပြီးတော့သာသနာတော်ကိုညှို့နှွမ်းအောင်ထိထိရောက်ရောက်ရဲရဲတင်းတင်းလှုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုဦးစားပေးပြီးတော့ဖះရှင်ရဲ့သာသနာတော်ကနေရှင်းထုတ်ပြဖို့ ုတ်တီလေးစွမ်းစာလျှောက်ထပ်အပ်ပါလေခင်ဗျာလာပြန်ပြီဒီဗီဒီယိုမှာလဲလူတယောက်ကနေငင်ရတာကြက်တွေတုံးလိုက်တာသာသနာပြက်ကရုံးတွေတန်တာရဝတ္တဒုက္ခတော်ဆိုလို့ကိုယ်မှန်ရေးသွားတာကိုစက္ကရွန်လျှော့ရိုက်ပြီးတခါတကမားတွေရဲ့ကလေးတွေအတွက်နှုတ်မုံဘိုးလေးလိုအပ်နေလို့အလှခံရတာပါပွဲပြောရက်လိုက်ကြတာဆိုပြီးကပရှင်လေးထပ်ရေးပြီးတော့အရှက်မရှိထပ်ပြီးအလှခံများမှာလဲ ဒီလိုအရှက်မရှိတဲ့အလစ်စီတွေကိုပဲမာကန္တံဆရာတော်ဘုရားကြီးအရှင်ဇနကဘိဝန္တကဘယ်လိုဆုံးမခဲ့တယ်လဲဆိုတော့သာသနာ့ဘောင်မှာနေရင်ခန့်ခန့်ညာညာနေကြအိန္ဒြေတိတ်ခါမဲ့မတောင်းကြနဲ့လို့ဆရာတော်ဘုရားကြီးကအဲ့ဒီလိုပြင်းပြင်းထန်ထန်ဆုံးမတော်မူခဲ့တာဟာဒီလိုအလစ်စီတွေကိုရည်ရွယ်ခဲ့တာလားလို့တောင်းထင်မြင်ယူဆမိပါဒီလိုပုံကိုယ်တွေဟာ အရက်လေးမျက်နှာကိုကြည့်ပြီးစွန့်စားတဲ့ပုံကူမျိုးတွေဒီစကားကကြံကြီးစကားဖြစ်တဲ့အတွက်ဒါကိုရှင်းပြနေရင်တော်တော်ရှင်းမှာနောက်ထပ်ဘလို့မှာဂျဟန်းတွေစွန့်စားနီးလေးမျိုးဆိုတာကိုတင်ပြပေးပါဦးအဲ့ဒီလိုအရက်လေးမျက်နှာကိုကြည့်ပြီးထမင်းစားနေတဲ့ပုံကူတွေဖြစ်ပါတယ်ဒီမှာလဲဆန့်ရှက်မရှိဘူးလားဘုံကြီးလို့အမေးခံရတာကိုပဲဆက်ရင်ရှော့ရိုက်ပြီးတော့မွေးကလေးကများ ရှက်ကြောနဲ့ချက်ကြော လွဲဖြတ်ခံရတဲ့ပုံကိုယ်ဒီလားလို့ထင်ရတော့ထမှန်ပြီးအရှက်မဲ့နေကြမှာတင်ငန်းဝတ်ပြီးရဟန်းကျင့်ဝတ်ဝင်းနည်းနဲ့မညီတဲ့ဖုန်းကြီးတွေကိုအဝီစည်းကစောင့်နေတယ်လို့မာကန္တောင်ဆရာတော်ဘုရားကြီးကတတိပြီးခဲ့တာဒီလိုအလေးစီတွေကိုပြောတာထက်ပါတယ်ဘုရားရှင်ကိုတော်မြတ်ကရဟန်းတွေလုံးဝမလုပ်ရတဲ့အလုပ်20မျိုးဆိုပြီးတော့အနေတနာ20တပါးကိုဆုံးမခဲ့တဲ့အထက်မှာ ်အခုလိုကလေးထင်းချင်းပွေ့ချီချင်းအလုပ်တွေမလုပ်ကြဘူးတားမြစ်ခဲ့ပါအဲ့ဒီလိုဖះရှင်ကမလုပ်ခနဲ့လို့တားတာကိုပဲဒီလိုပုံကိုယ်တွေဟာလှုပ်လာလိုက်တာ16ခုလောက်ရှိတယ်သူတို့မလုပ်တာ9မျိုးလောက်ပဲရှိဖះရှင်ရဲ့စကားကိုတော်တော်နားထောင်တဲ့ပုံကိုယ်တွေလို့ပြောရမှာပေါ့ဒုတ်တိလပါပဘိက္ခုဒီလိုဟာတွေပြောတာသူတို့မလုပ်လဲမိဘမဲ့ဂေဟာတွေမှာပုံလို့ပါ အကယ်၍ဘယ်သူမှမလုပ်လို့သူတို့လုပ်ချင်တယ်ဆိုရင်တော့ဒီလိုလူမျိုးတွေကိုလုပ်ခွင့်ရတော့လူဝိကြောင့်ဘဝကိုရောက်ပထမဆုံးလူဝိလဲပြီးမှလုပ်ရမှာဖြစ်ပါတယ်အခုတော့တင်ငန်းပြပြီးလှုပ်ရှားရတာလွယ်ကူတဲ့အတွက်ဒီဝိစုံနဲ့ပဲအချက်မရှိမိဘမယ်ခေဟာဖွင့်နေတာဖြစ်ပါဘုရားရှင်ရဲ့သာသနာတော်ကိုအတွန်းလာဖြစ်အပြင်ကဖြစ်နေပြုတ်လူပြုတ်လူကြံတော့တယ်ဆိုတဲ့မာကန္တောင်ဆရာတော်ဘုရားကြီးရဲ့စကားဟာတွေးထွက်အောင်မှန်ပါတယ် အခုလိုသာသနာတွင်းကိုဝင်ပြီးတင်ငန်းဝယ်ကြည့်နဲ့သာသနာဖြတ်တာဟာခွေးကြိုက်တာထက်နာပါတယ်ဒီလိုပုံပုံတွေကိုကြည့်ပြီးဖားအောင်ဆရာတော်ဘုရားကြီးကဘာပြောတယ်ထင်တယ်ပပိစိတာဘာဘောဒုံလဘောတဲ့ရှင်ဟန်းဘဝရာခဲတယ်ဆိုတာထက်ယဟန်ပီပီတတနေတဲ့ယဟန်ရဖို့အင်မတန်ခဲရင်နေတယ်မှန်တယ်တင်ငန်းကိုအယောင်ဆောင်လုပ်တာဒီတယောက်ကတော့ငါရိုးမှသားတယ်လူလိန်နေလို့ရေးတော့မှန်ပါတယ်လိန်တာပေါ့ င်ငါစဝေကလေးကတန်တာရဝိတ္တဒုက္ခတော့မောဇနထာယပပိဇံယာဇာမိဆိုပြီးတင်ငန်းမူတော့လိညာတောင်းပြီးတော့ဝတ်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီတော့တတ္တလောကသင်္ခါရလောကဩခတာလောကလောက၃ပါးမှာအမြတ်ဆုံးအတုမရှိသောဖယားရှင်ကိုတော်မြတ်ကြီးကိုတောင်းမှလိန်ရဲတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်မိ쇠တို့ကျွန်တော်တို့လူဝတ်ကြောင်လေးအပေါ်မှာလိန်ရတာတော့သူတို့အတွက်ဘာမှအပန်းကြီးမှမဟုတ်တော့ ဖျားဖို့တောင်လိန်ရဲတဲ့ပုံကူတွေတောင်ယုံညာတာလောကမှာမရှိနိုင်ပြောမယ်မိတ်ဆွေတို့ကျွန်တော်တို့လူဝတ်ကြောင်ဆိုတာကဘယ်တီလာတွေစောင့်ထိမ့်မှမယ်ဆိုတဲ့ဂတိအာမခံချက်နဲ့လူဘဝရကြတာတယောက်မှမရှိဘူးထုံညင်းရန်ဆိုတာမရဘူးဘယ်လိုနေထိုင်မှမယ်ဆိုတဲ့ဂတိကဝအာမခံဒီပြုတ်ပြီးမှတင်ငန်းဝတ်ခွင့်ရခဲ့အဲ့ဒီတော့ဒီလိုပုံကူတွေဟာယွန်းစရာကောင်းတော့အောက်တန်းကြသာသနာနာဒီဘလောက်မှာတော့ဒီလောက်ပါပဲဗျာ နားထကျင်တော့ဘလော့အစ်တစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ခင်ဗျာမြင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာချလိုက်မယ်